အားလုံးပဲမင်္ဂလာပါခင်ဗျာတပန်အတန်စာအုပ် channel လေးကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်သွားပြီးပို့လေတောင်းဆိုရပါတယ်အဲ့ဒီတော့ကကျွန်တော်ဆယ်တန်းကျောင်းသားပဲရှိသေးတယ်အစိုးရကျောင်းမှမတက်ဖဲအလွတ်ပညာသင်ကျောင်းမှကျွန်တော်သွားတက်တယ်အဲ့ဒီအလွတ်ပညာသင်ကျောင်းကရန်ကုန်မှာမြင်းပွဲတွေဘာတွေလုပ်တဲ့မြင်းကွင်းသားမှရှိတယ်ကျွန်တော်တို့တကယ်ချင်း၃ယောက်အတူတက်ကြတယ်ကျွန်တော်ရဲ့အုံးမြင့်ဆိုတဲ့အကောင်ကအတော်ချာတဲ့အကောင်စာမလိုက်နိုင်ရှာဘူး ပြီးတော့အဲ့ဒီကောင်ကမကြိုးစားဘူးညသွေးကတော့မပြောနဲ့တော့အကြောင်းကိုမှန်မှန်မတက်ဘူးသူ့ရဲ့အကြောင်းလွယ်အိတ်မှလည်းအကြောင်းစာအုပ်ကိုမရှိဘူးမြင်းတစ်စာအုပ်တွေနဲ့လွယ်အိတ်ကဖောင်းနေရအဲ့ဒီကောင်ကတော့အကြောင်းသားနဲ့ကိုမတူဘူးတနေ့မြင်းသမားတွေထိုင်တဲ့လက်ဖက်ရည်ဆိုင်မှာအချိန်ကုန်နေတော့ပါပဲမြင်းစာအုပ်တွေနဲ့လာမယ့်အပတ်ဘယ်မြင်းနိုင်မယ်ဆိုတာတွေ့နေတော့တာပါပဲညသွေးအနေနဲ့ကောင်းတာတစ်ခုကတော့ရှိတယ်ဒီကောင်မြင်းနိုင်လာရင်ကျွန်တော်နဲ့အုံးမြင့်ကိုလာခေါ်ပြီးသမင်းကျွေးတယ်ဘိုင်စကုပ်ပြတယ်အင်ဂျီတွေဘာတွေချုပ်ပေးတယ် လုံကြီးတွေလည်းဝေပြီးတယ်။မြောက်သွေးအနေနဲ့နောက်တစ်ခုကောင်းတာရှိသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ဒီအောင်မြင်းရှုံရင်ကျွန်တော်တို့စီလာပြီးဒုက္ခမပေးဘူး။အဲ့ဒီတော့ကျွန်တော်နဲ့အုံမြင့်ကမြင်းပွဲနေဆိုရင်မြောက်သွေးနိုင်ပါစေလို့အလိုလိုဆုတောင်းလျက်သာဖြစ်နေကြတယ်။ပြီးတော့မြောက်သွေးဆိုတဲ့ကောင်ကတလမှာကျောင်းနှစ်ရက်ထဲတက်တာ။ကျောင်းလာကပြီးတဲ့နေ့မှာတစ်ရက်တက်တယ်။15ရက်နေ့မှာတစ်ရက်တက်တယ်။15ရက်နေ့တစ်ရက်တက်တာကတော့ကျွန်တော်ကိုပတ်စံပေးဖို့တက်တာ။ ျွန်တော်ကသူ့အတွက်မဆုစာအုပ်တွေကူးပေးရတယ်။အဲ့ဒီအတွက်သူကလာခရှင်းတဲ့သဘောပေါ့။15ရက်15ရက်အတွက်၅ချက်ပေးတယ်။ကျန်15ရက်အတွက်ကိုတော့ကျောင်းလာခပေးတဲ့နေ့မှာကျွန်တော်ကိုပါရောပြီးပေးတယ်။အဲ့ဒီတော့ကျွန်တော်ကမြသွေးစီက30ရတယ်။စာမွေးဖြေဖို့3လပဲလိုတဲ့အခါမှာကျွန်တော်ကမြသွေးကိုစာမွေးဖြေဖို့3လပဲလိုတော့တယ်ကိုလူကြီး။ကျောင်းလေးပါလေးလာတက်အောင်လို့တတိပေးတယ်။အဲ့ဒီအခါမှာဒီကောင်ကဘာပြန်ပြောသလဲဆိုတော့ဟက်ကောင်အောင်ထွန်းငါ့ကိုမဆုံးမပါနဲ့။ငါမုန်းတဲ့အရာထဲမှာ အဆုံးမဆိုတဲ့အရာပါတယ်ကွငါချစ်တဲ့အရာကတော့ငါ့ကိုမြောက်ပေးခြင်းပဲငါ့ကိုချစ်ရင်ငါလုပ်တဲ့အလုပ်ဟာကောင်းကောင်းမကောင်းကောင်းမြောက်ပေးပါငါ့ကိုမဆုံးမပါနဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တော်တော်ကိုစိတ်ဆိုးသွားတယ်ကျွန်တော်သူ့ကိုစေတနာနဲ့ပြောတာမဟုတ်လားကျွန်တော်စေတနာကိုအတိမတ်ပြုဖို့ကောင်းတယ်ကျွန်တော်စိတ်မဆိုးပဲနေနိုင်ပါမလားအဲ့ဒါကြောင့်လဲကျွန်တော်ကစေတမ်းမအောင်ရင်မင်းအနေနဲ့ခွေးပြစ်သွားမယ်အဲ့ဒါကိုငါစိုးရင်လို့ပြောတာလို့ကျွန်တော်ကဒေါနဲ့မောနဲ့ပြောလိုက်တယ်အဲ့ဒီတော့မြတ်သွေးကထိထိပြပြနဲ့ဟက်ကောင်အောင်ထွန်းငယ်ကြီးလိမ့်မယ်အဲ့ဒီလိုမပြောနဲ့ ဆယ်တန်းမအောင်လို့ခွေးဖြစ်တဲ့လူတယောက်မှမရှိဘူးမင်းဖိုးလည်းဆယ်တန်းမအောင်ပါဘူးငါဘာကြီးလည်းဆယ်တန်းမအောင်ဘူးမင်းပြောသလိုမဖြစ်ပါဘူးကွာလူကြီးသူမတွေကိုမစော်ကားပါနဲ့ကွာငရဲကြီးလိမ့်မယ်အင်းအခုမှသတိရတယ်မင်းတို့မင်းကြီးတောင်ဆယ်တန်းမအောင်ဘူးလို့ကျွန်တော်ကိုပြောတယ်ဟတ်ကောင်များဆိုရင်လူလည်းမလုံနဲ့အဲ့ဒီလူတွေနဲ့ဘာမှမဆိုင်ဘူးမင်းကငါပြောတာအဲ့ဒီလူတွေကဆယ်တန်းမအောင်ရင်ဘာမှမဖြစ်ဘူးမင်းတို့ငါတို့ကတော့ဆယ်တန်းမအောင်ရင်ခွေးဖြစ်မှာတေးကြတယ်ကျွန်တော်ကအဲ့လိုပြန်ပြီးပြောလိုက်တယ်အဲ့ဒီလိုနဲ့ပဲ၁၀တန်းဖြည့်တဲ့အချိန်ရောက်လာတယ် ကျွန်တော်တို့သုံးအောင်စလုံးကြီးမြင်တိုင်းက AVN ចောင်းမှာတော့ဖြည့်ကြရတယ်ကျွန်တော်ခုနှစ်ဘက်ကိုကျွန်တော်မှတ်မိသေးတယ်ကျွန်တော်က8848အုံမြင့်ခုနှစ်ဘက်ကလည်းကျွန်တော်နဲ့တိတ်ပြီးမဝေးဘူးညာသွေးခုနှစ်ဘက်ကတော့93933အကျော်မှရှိတယ်အတိအကျတော့မမှတ်မိတော့ဘူးဒီကောင်ကကျွန်တော်ကိုတွေးတော့စေတန်းအောင်ခြင်းလို့မဟုတ်ပါဘူးကွာငါတငယ်ချင်းတယောက်ကစေတန်းမအောင်ရင်ခွေးပြင်မယ်ပြောလို့ငါခွေးပြင်မှာကြောက်လို့လာပြီးဖြည့်တာလို့ကျွန်တော်ကိုရီတီတီလာပြောသေးတာကျွန်တော်ကစိတ်ဆိုးပြီးဟက်ကောင်လူယုံမှာမင်းအတွက်ငါစေတနာနဲ့ပြောတာမင်းငေါအူကျွန်တော်မပြောနဲ့ မင်းမဆက်ထဲကသွားရီအောက်ပြုတ်ကျသွားလို့တချောင်းစီကောက်နေရမယ်လို့ကြိမ်းလိုက်တယ်။အဲ့ဒီတော့ကျွန်တော်တကယ်စိတ်ဆိုးသွားမှန်းဒီကောင်ကသိတယ်။မင်းကတော့တကယ်စိတ်ဆိုးသွားသလားမဆိုးပါနဲ့ကွာငါကြည်စားတာပါဆိုပြီးကျွန်တော်ကောင်ကိုတစ်ချက်ဒေါင်ဝင်လာခောက်တယ်။ပြီးတော့ဒီကောင်ကလူတစ်ဖက်သားကကိုယ့်ကိုနှောက်ရင်ပြန်ပြီးနှောက်ရတယ်ကွာကြည်စားရင်ပြန်ပြီးကြည်စားရတယ်။နှောက်မှမသိကြည်စားမှမသိစိတ်ဆိုးတဲ့ကောင်မျိုးဟာဘယ်တော့မှမကြည်ပါဘူးမှတ်ထားငါတုံးလေးရဲ့လို့ပြောပြီးသူဖြေရမယ့်အခန်းဘက်ကိုထွက်သွားတယ်။အဲ့ဒီတော့ကျွန်တော်ကဗဇက်ကပေါ့စီပေါ့စီနဲ့ဆေးပြီးတော့ကြံရစ်ခဲ့တယ် အရာကိုဘေးနားမှာရှိနေတဲ့အုံးမြင့်ကညာသွေးကြီးမင်းကိုဆဲနေရကွာလို့လမ်းပြီးអော်ပြောတယ်။အဲ့ဒီတော့ညာသွေးကလှဲ့ပြီးငါသိပါတယ်ဒီကောင်ကကိုဆဲနေတယ်ဆိုတာဘလို့ဆဲတယ်လဲဆိုတာတောင်သိသေးတယ်။လရထိတ်နေနဲ့မြောက်မောင်းမဆက်ပြီးမွေးတဲ့ကောင်မွေးတဲ့ကောင်စားလို့ငါကိုဆဲမှာကွာလို့ညာသွေးကပြန်ပြီးပြောတယ်။အဲ့ဒီတော့ကျွန်တော်မနေနိုင်တော့ဘူးရေတော့တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီကောင်ကိုဆဲတာအဲ့ဒီအတိုင်းဆဲနေတာအဲ့ဒီလိုနဲ့အစာမွေးဖြေကြတယ်ဆိုပါတော့ဖြေပြီးနှစ်လလောက်ကြာတော့အောင်စင်းထွက်တယ်ကျွန်တော်လည်းမအောင်ဘူးအုံးမြင့်လည်းမအောင်ဘူး ကျောင်းမတက်တဲ့မြသွေးကဇူးယူပြီးအောင်သွားတယ်။အဲ့ဒီနေ့မှပဲမြသွေးကကျွန်တော်စီရောက်လာတယ်။ကျွန်တော်ရီတော့ကျွန်တော်ကစကနာထိုးမယ်လို့ထင်နေတာ။ဒီကောင်ကတော်ပါတယ်စကနာမထိုးချဘူး။ဒီနေ့အောင်လဲနောက်နေ့ပေါ့ကွာစိတ်မပြတ်ပါနဲ့လို့အားပေးချာတယ်။ပြီးတော့စိတ်ပြေလက်ပြောက်ဖြစ်အောင်ဆိုပြီးသူကကျွန်တော်နဲ့အုံးမြင့်ကိုပကံကိုဖျားဖို့ခေါ်သွားတယ်။ပကံကပြန်လာပြီးတော့နောက်နေ့ကျောင်းတက်ဖို့ကျောင်းစီတွေသူကအကုန်ခံတယ်။သူမြင်နိုင်ထားတယ်ဆိုပြီးစာအုပ်တွေဝယ်ပေးတယ်။အင်ဂျီတွေလည်းချုပ်ပေးတယ်။အဲ့ဒီနောက်မှတော့အများတည်းနဲ့ကျွန်တော်နဲ့မတွေ့ကြတော့ဘူး။ သူ့အကြောင်းလဲစုံစမ်းလို့မရတော့ဘူးကျွန်တော်တို့လည်းចောင်းသားအွယ်ကလွန်မြောက်ပြီးရုံးနေပါတယ်မှာဝင်လို့လုံနေကြပြီဒီကောင်နဲ့9နှစ်လောက်ကွဲသွားတယ်ဆိုပါတော့တနေ့မှာရုံးစင်းတဲ့အချိန်ကြီးပေါ့ကျွန်တော်ကအညောင်းမြေအညာပြေတဘောနဲ့ကန်တော်ကြီးကိုပတ်ပြီးလမ်းလျှောက်ပြန်လာတာအဲ့ဒီမှာမမျောလင့်မဲ့မြသွေးနဲ့ဗျုံးငနဲ့တက်တွေ့တယ်ဒီကောင်အသားတွေကလည်းမှုကျွေးသေးလို့ပဲနီးကြောင်ကြောင်နဲ့ဒီကောင်ကကျွန်တော်ကိုတွေးတော့ပြုံးပြတယ်ကျွန်တော်ကလည်းအားရဝမ်းသာဟာကောင်မြသွေးမင်းဘယ်ပြောင်းနေရလဲနေပါဦးမင်းအသားရောင်တော့လည်းတမျိုးပါလားလို့ကျွန်တော်ကပြောမိတယ်အဲ့ဒီအခါမှာမြသွေးက ဟာကောင်အောင်ထွန်းငါအသားရည်တွေကတမျိုးပဲဆိုတော့ဘာဖြစ်နေလို့လဲလို့ပြန်မေးတယ်။ငါမျက်စိထဲမှာမင်းရဲ့အသားရောင်ကအရင်လိုမဟုတ်ဘူး။မုံကျွေးတဲ့အရောင်လိုဖြစ်နေတယ်လို့ပြန်ပြီးပြောလိုက်တော့ဒီကောင်ကရေးတယ်။မုံကျွေးတဲ့နဲ့မတူဘူးကွငါအသားရောင်ကပုံရင်ကြီးရောင်နဲ့တူနေတာ။ငါထောင်ကလွတ်လာတာနှစ်ရက်ပဲရှိသေးတယ်။ငါဆယ်ရန်အောင်တဲ့နှစ်မှာဖဲဝိုင်းမှာလူတယောက်ကိုဓာတ်နဲ့ထိုးမိလို့ငါထောင်ကျသွားတာ။ဖြစ်တာကမုံမဘက်မှာဖြစ်တာပါ။မင်းတို့မသိလိုက်ဘူး။ငါထောင်စင်းနေကြသွားတယ်လို့မြဆွေကကျွန်တော်ကိုပြောတယ်ကျွန်တော်တော်တော်ပဲစိတ်မကောင်းဖြစ်သွားတယ် မင်းနဲ့ကွာငါနဲ့အုံမြင့်စီကိုအကြောင်းကြားတင်တာဗော။ဘာဖြစ်လို့အကြောင်းမကြားတာလဲလို့ကျွန်တော်ကအပြစ်တင်လိုက်တယ်။အဲ့ဒီမှာမြသွေးကကိုဒုက္ခနဲ့ကိုရှိပါစေကွာ။ငါတော့ဘသူ့ကိုမှဒုက္ခမပေးခြင်းဘူး။ပြီးတော့မင်းတို့အကြောင်းကိုငါထောင်ထဲမှာကလေးကစုံစမ်းကြည့်တယ်။မင်းတို့နှစ်ယောက်စလုံးစင်စင်ရဲနဲ့စည်ရဲလုစားနေရတယ်လို့ကြားတော့ငါစိတ်မကောင်းပါဘူးလို့တောင်ကျွန်တော်တို့ကိုပြန်ပြီးပြောလိုက်သေးတယ်။စင်ရဲတာတော့မှန်ပါတယ်ကွာ။ဒါပေမဲ့ချူချူငင်းငင်းတော့မရှိလာပါဘူး။ ဘာပဲဖြစ်ဖြစ်အခုလိုတွေ့လုံးကြုံလုံးမင်းနဲ့ငါနဲ့စကားပြောကျင်နေတယ်လို့ကျွန်တော်ကပြောတော့သူကနစ်လို့ပဲပြောနေမင်းငါပြောတဲ့စကားတွေနားထောင်ကျင်လားလို့သူကပြန်ပြီးမေးတယ်မဟုတ်ဘူးမင်းလည်းပြောငါလည်းပြောမယ်လို့ကျွန်တော်ကပြန်ပြီးပြောတော့သူကပြောနေငါကမင်းကိုစကားပြောခိုင်လုံတဲ့အကြောင်းရှိတယ်မင်းကရောငါ့ကိုစကားပြောဖို့ခိုင်လုံတဲ့အကြောင်းရှိရလားလို့သူကပြန်မေးတယ်ရှိတာဗောမြတ်သေးရပထမတစ်ချက်ကမင်းနဲ့ငါနဲ့ကတကယ်ချင်းပဲတယောက်နဲ့တယောက်စကားပြောရမှာဗောဒုတိယအချက်က မင်းအနေနဲ့မဖြစ်တင်တာတွေမဖြစ်အောင်ငါကပြောရအောင်မယ်မဟုတ်လားလို့ကျွန်တော်ကပြောလိုက်တဲ့အခါမှာညသွေးကရေးပြင်းတယ်ပြီးတော့မင်းကငါ့ကိုစုံမမလို့လားမစုံမပါနဲ့ကွာစုံမတာလို့ငါ့ကိုတားမြစ်တာလို့ဆိုငါမကြိုက်ဘူးငါပြောပြပါဘောလားငါကောင်းတာပဲလို့လို့မကောင်းတာပဲလို့လို့ငါ့ကိုမြောက်ပေးပါလို့ငါအဲ့လိုပဲပြန်ပြောတယ်အဲ့ဒီတော့ကျွန်တော်ကငါမင်းရဲ့ငါအနေနဲ့မိတ်ဆွေကောင်ငါအနေနဲ့မိတ်ဆွေကောင်ဖြစ်တယ်ကွာမိတ်ဆွေကောင်ဆိုတာမြောက်မပေးရဘူးမကောင်းတာကိုတားမြစ်ရမယ်မဟုတ်လားလို့ကျွန်တော်ကပြောလိုက်တော့ဒီကောင်က မဟုတ်တာတွေလာပြီးမပြောနဲ့ငါ့အနေနဲ့မိတ်ဆွေကောင်းမလို့ခြင်းဘူးငါ့ကိုမြောက်ပေးတဲ့လူပဲလို့ခြင်းတယ်ငါ့ကိုဘယ်တော့မြောက်ပေးနိုင်တယ်လဲဆိုတဲ့အပေါ်မူတည်ပြီးအဲ့ဒီမိတ်ဆွေရဲ့တန်ဖိုးကိုငါသတ်မှတ်တယ်ဘာပဲဖြစ်ဖြစ်မင်းနဲ့ငါစကားပြောရင်ကောင်းမယ်စကားမပြောရင်ကောင်းမယ်ဘာပဲဖြစ်ဖြစ်မင်းနဲ့ငါစကားမပြောရင်ကောင်းမယ်ဘာကြောင့်လဲသိလားငါကောင်းနေကိုသူတို့ဘာရဲ့အကြံအစီတွေအတွေးအခေါ်တွေမရောက်စေခြင်းဘူးငါစိတ်ကလေးကမူလငကူအတိုင်းတန်တန်ရှင်းရှင်းလေးရှိနေတာအဲ့ဒါလေးကိုညစ်ကြေးတော့အောင်မလုပ်ပါနဲ့ကွာအဲ့ဒီတော့ငါပြန်မယ် နောက်မှသွေးကြသေးတာဘောလို့မြသွေးကပြောတယ်။အဲဒီတော့ကျွန်တော်အနေနဲ့ထိထိပြပြဖြစ်သွားတယ်။မပြန်မနဲ့ဦးသင်ငယ်ချင်းဟာငါ့ကိုစကားပြောခွင့်မပေးရင်လည်းနေပါမင်းမေးပြောပါ။ငါနားထောင်ပါမယ်လို့ပြောလိုက်တော့ဒီကောင်ကအဲ့လိုလှုပ်ဆန်းမှအောင်ထွန်းရငါပဲပြောမယ်မင်းနားထောင်လို့ပြောပြီးကျွန်တော်လက်ကိုဆွဲတယ်။ပြီးတော့ကန်ဆက်မှနေရောက်တာထိုင်ကြတယ်။ပြီးတော့မြသွေးကသူ့အိတ်ထဲကစေးဘောလေးတစ်လေးကိုထုတ်ပြီးနှစ်သမီးမိချစ်ကိုရှယ်ကနေနေအောင်ချစ်လိုက်တယ်။ပြီးတော့စေးလေးကိုမိတို့ပြီးရှယ်ကနေရေကနေရေကနေနေအောင်ရှိုက်ဖွာလိုက်တယ်။ ီးတော့မိခိုးတွေကိုကောင်းကင်စီကိုမုတ်ထုတ်လိုက်တယ်ဥပရင်နဲ့မကင်းတာငါဘာမှမလုပ်တော့ဘူးအရင်ကလည်းငါအနေနဲ့လောင်ကစားပဲလုပ်တာဒီကရှေ့လျှောက်ဆိုရင်လောင်ကစားတောင်လုပ်ဖြစ်တော့မှာမဟုတ်ဘူးငါအနေနဲ့စီးပွားရေးကိုဖိဖိစီလုပ်ရတော့မှာငါချမ်းသာမှဖြစ်မယ်ဘာကြောင့်လဲသိလားမင်းတို့ကငါအနေနဲ့ပြီးနိုင်ကန်းနိုင်မှာပေါ့အခုတော့ငါအချင်းညာတုံညာအောင်ယူဇနာတရာရောက်နေပြီအဲ့ဒီကနေပြန်ပြီးစူးစမ်းယူရမှာပဲလို့သူကပြောတယ်အဲ့ဒီတော့ကျွန်တော်ကတရေဖြစ်အောင်လုပ်တဲ့နည်းရှိသလားလို့မေးလိုက်တယ် တခြားလူတွေအတွက်တော့မပြောနိုင်ဘူးငါအတွက်တော့နီးရှိတယ်တတိဖြစ်တဲ့နီးအောင်မြင်ကြော်ကြားတဲ့နီးပျော်ရွှင်ချမ်းမြေ့စွာနေနိုင်တဲ့နီးအားလုံးရှိတယ်အဲ့ဒီနီးကိုပြောပြပါလို့ငါ့ကိုမမီးနဲ့ငါမပြောပြတတ်ဘူးဘာကြောင့်လဲဆိုတော့ငါရဲ့နီးဟာနီးမဟုတ်တဲ့နီးဖြစ်နေလို့ပဲအနာကမှငါရှောင်းမဲ့လမ်းဟာလည်းဖြောင့်ယူနေတယ်ဆိုတာငါသိတယ်အဲ့ဒီလမ်းကိုလည်းမမီးနဲ့အဲ့ဒါကလည်းလမ်းမဟုတ်တဲ့လမ်းပဲရှိတော့ရှိတယ်ပြောလို့လည်းမရဘူးပြလို့လည်းမရဘူးလို့ညာသွေးကပြန်ပြောတယ်အဲ့ဒီတော့ကျွန်တော်က မင်းပြောသလိုဆိုရင်မူးကောင်းကင်လိုပဲရှိတော့ရှိတော့ရှိတယ်ကင်တွေလို့မရဘူးဆိုပါတော့လို့ပြောတော့မြသွေးကရေးပြန်တယ်မင်းပြောသလိုမူးကောင်းကင်လိုပဲထားလိုက်ပါတော့ဒါပေမဲ့မူးကောင်းကင်လိုလည်းမဟုတ်သေးဘူးနီးမဟုတ်တဲ့နီးလမ်းမဟုတ်တဲ့လမ်းနဲ့ငါအလုပ်လုပ်လုပ်မယ်အဲ့ဒီအခါမှာငါချမ်းသာရမယ်အဲ့ဒီအခါမှာမင်းတို့နှစ်ယောက်ကိုငါကြည့်ရှုမယ်လို့ပြောလိုက်တယ်အဲ့ဒီတော့ကျွန်တော်ကစီပွားရေးလုပ်တယ်ဆိုတာနီးစနစ်တွေကျန်းကျင်သူတွေရဲ့အစုံအမိန်တွေရှိတယ်မဟုတ်လားအဲ့ဒီအတိုင်းမလုပ်ဘူးလားလို့မေးလိုက်တယ် မင်းပြောတာတွေကငါ့အတွက်ကျင်းမြောင်းလွန်ပါလေငါလွတ်လွတ်လပ်လပ်မှကြိုက်တာငါဟာမှန်မှန်မှန်ဆိုတာမင်းစောင့်ကြည့်ပေါ့လို့သူကပြောပြီးစိလိတ်တူကိုရေကန်နဲ့ပြစ်ချလိုက်တယ်ပြီးတော့နှစ်ယောက်သားနှုတ်ဆက်ပြီးလမ်းခွဲခဲ့တယ်အဲ့ဒီတော့မတွေ့ပြတော့ပါဘူးတယောက်နဲ့တယောက်မတွေ့ကြတာကြားတဲ့အခါမှာတော့တနှစ်လောက်နေတော့ညာသွေးတယောက်ကျွန်တော်ရုံးကိုရောက်လာတယ်ပြီးတော့ဒီကောင်ကဟက်ကောင်မင်းတို့ရုံးကအပြင်ကိုထွက်လို့ရသလားလို့မေးလိုက်တယ်ကျွန်တော်လည်းဒီကောင်ကိုမြင်တော့အတော်ကိုအံ့ဩသွားတယ်အကောင်းစားတက်ကလက်နဲ့ချုပ်ထားတဲ့ဥရောပဝိစုံကိုဝှက်ထားတယ် လက်ထဲမှာလည်းအလွန်ကြီးမားတဲ့တရေအိတ်ကြီးတစ်လုံးကိုဆွဲထားတယ်။သူ့ရဲ့ဝဲလက်ဝဲဘယ်လက်မှာ Rolex နာရီတစ်လုံးကိုပတ်ထားတယ်။ပြီးတော့အလွန်အည်သွေးကောင်းတဲ့မြောက်ကြောက်တစ်ခုကိုလက်စွပ်ကွင်းပြီးဝတ်ထားတာလည်းတွေ့ရတယ်။ဘာပဲဖြစ်ဖြစ်ဒီကောင်တော့အတော့ကိုစီးပွားရေးဖြစ်စီးပွားဖြစ်နေပြီဆိုတာကိုထင်ရှားတယ်။ဒိုယုံကအပြင်နေပါရထွက်လို့ရပါတယ်ကွာ။မင်းကဒိုယုံကိုထောင်မြအောင်မိတ်နေသလားလို့ကျွန်တော်ကပြန်ပြီးပြောလိုက်တယ်။ဒါပေမဲ့သူကဘာမှပြန်မပြောပါဘူး။လွတ်လပ်တယ်ဆိုရင်ပြီးတာပါပဲကွာ။ငါမင်းမလွတ်လပ်မှဆိုးလို့ ကျွန်တော်ကိုထမင်းဆိုင်တစ်ဆိုင်ခေါ်သွားတယ်။ထမင်းဆိုင်မှာကျွန်တော်ကိုထမင်းတွေပါတွေကျွေးတယ်။ထမင်းကျွေးရင်းနဲ့ကျွန်တော်တို့နှစ်ယောက်စကားတွေပါတွေပြောကြတယ်။အဲ့ဒီတော့ကျွန်တော်ကသူ့ကိုလှုပ်ဆမ်းမအောင်ငါတငယ်ချင်းမိုးကောင်းခင်ရဲ့ဘယ်လိုကနေဘယ်လိုကြီးပွားလာတာပြန်လာတော့လို့မေးလိုက်တယ်။ဟာကောင်အောင်ထွန်းမင်းကငါတခုပြောမယ်။မင်းယုံမလားတော့မသိဘူးလို့စကားဆလိုက်တယ်။အဲ့ဒီတော့ကျွန်တော်ကပြောလေကွာနားထောင်ရတာဘောလို့ပြောမိပြောလိုက်တယ်။အဲ့ဒီအခါမှာမြောက်သွေးက သူ့ရဲ့ကိုအင်းကြီးအိတ်ထဲကနေပလက်တီနမ်နဲ့လှုပ်ထားတဲ့ secret ဘူးလေးတစ်ခုကိုထုတ်လိုက်တယ်။ secretary ကိုထုတ်ယူပြီးအကောင်းဆုံး rosin meeting နဲ့ secret ကိုမိညီဖွာရှိုက်လိုက်တယ်။ပြီးတော့မိကိုတွေကိုမျက်နှာကျက်စီကိုမုတ်တယ်။အရာတွေပြီးတော့စကားဆပြီးပြောတယ်။စင်ရဲ့ချင်းနဲ့ချမ်းသာခြင်းဟာနှစ်ခုမဟုတ်ဘူးနော်။ပြီးတော့စန့်ကျင်ပဲလည်းမဟုတ်ဘူး။သူ့စကားမရက်ခင်မှာပဲကျွန်တော်က တော်ကွာလို့ဟောလိုက်တယ်။အဲ့ဒီတော့မြောင်သေးကပြောတယ်။မင်းငါပြောတာကိုမယုံဘူးမဟုတ်လားလို့ညင်ညင်သာသာပြန်မိတယ်။ မင်းပြောတဲ့စကားကိုငါတယောက်တည်းမယုံတာမဟုတ်ဘူးဘသူ့ကိုသွားပြောပြောယုံမှာမဟုတ်ဘူးအတိတ်ပဲလည်းမရှိဘူးလို့ကျွန်တော်ကဒေါနဲ့မောနဲ့ပြန်ပြောလိုက်တယ်အဲ့ဒီခါမှာမြသွေးကဓမင်းဆိုင်ရဲ့နေရာမှာချိတ်ထားတဲ့အပူအေးပြတဲ့ပြားတိုင်လေးကိုလက်ညှိုးထိုးပြတယ်အောင်ထွန်းဟိုသမိုမီတာလေးကိုကြည့်စမ်းယာရီဥဒုအပူချိန်85လို့ပြထားတယ်ဒီထက်ပူလာမယ်ဆိုရင်တော့ပြားလေးဟာအပေါ်ကိုတက်လာမယ်85ကနေ80 85တက်လာမှာပေါ့ကွာအပူချိန် 100 degree fahrenheit ဆိုရင်ငါတို့အားလုံးဖြက်ဖြက်လူအောင်ပူနေကြပြီပေါ့အဲ့ဒီလိုပဲရာသီဥတုအေးလာမယ်ဆိုရင်ဗဒားလေးဟာအောက်ကိုနှိမ့်ကြလာတယ်85ကနေ60 55 50အဲ့ဒီလိုနှိမ့်ပြီးကြလာမှာပေါ့30 degree fahrenheit လောက်ထိကျသွားမယ်ဆိုလို့ရှိရင်ရေစီရောင်ခဲနေပြီအတော့ကိုအေးနေပြီပေါ့တခုသီးသောတာမိုမီတာကနေပြဖော်ပြရဖော်ပြချက်တွေဖြစ်တယ်တိကျမဟုတ်ဘူးအဲ့ဒီအေးနေအပူဟာရာသီဥတုဆိုင်ရာခန်းစားချက်ကိုဖော်ပြနေတာမဟုတ်လား စံကြည်ဘက်တွေမဟုတ်ဘူးကွာအဲ့ဒါလိုပဲကွာချမ်းသာတာနဲ့စင်းရဲဟာလဲတခုဒီတပေါင်းတစည်းတည်းပဲတီးခြားမဟုတ်ဘူးလို့သူကပြောတယ်အဲ့ဒီတော့ကျွန်တော်ကမင်းပြောတာဟုတ်တယ်လို့လို့ပဲဒါပေမဲ့ငါနားမလဲဘူးစင်းရဲတာနဲ့ချမ်းသာတာဟာလဲအတူတူမဟုတ်ဘူးလို့ငါစိတ်ထဲမှာထင်နေငါ့ကိုထပ်ပြီးရှင်းပြအောင်အဲ့ဒီခါမှာမြတ်သွေးက secret မိကိုကိုမှုတ်ထုတ်ရင်ဟက်ကောင်အောင်ထွန်းမင်းချမ်းသာခြင်းကိုလိုချင်တာလိုချင်လားမလိုချင်ဘူးလားလိုချင်တာပေါ့ကွာလို့ကျွန်တော်ကဖြေလိုက်တယ်တခါမြသွေးက လူကျင်တော့ရသလားလို့ပြန်ပြီးမေးတယ်။မရဘူးလို့ကျွန်တော်ကပြန်ဖြေတယ်။အဲ့ဒီခါမှမြသွေးက secret door ကိုချပြီးခြေထောက်နဲ့နင်းချေရင်လူကျင်တာကိုမရတာဟာစင်ရလားချမ်းသာလား။မင်းရမင်းပြန်စင်စားလို့ပြောတယ်။အဲ့တော့ကျွန်တော်ကလူကျင်တာမရတာဟာစင်ရပေါ့ကွာလို့ပြန်ပြီးပြန်ဖြေလိုက်တယ်။အဲ့ဒီခါမှမြသွေးကမင်းရဲ့အဖေကိုမင်းမင်းရဲ့အဖေကိုမင်းပြန်ပြီးတော့စင်စားပါဦး။ချမ်းသာနဲ့စင်ရဘာများကွဲပြားနေလို့လဲလို့ဒီကောင်ကပြန်ပြောတယ်။ဒါတွေမပြောပါနဲ့ကွာနားရှုပ်တယ် မင်းဘယ်လိုဖြစ်ပြီးချမ်းသာလာတာလဲငါ့ကိုပြောလို့ကျွန်တော်ကပူဇော်လိုက်တယ်။အဲ့ဒီခါမှာဇပွဲတို့လေးကပကံတွေလာပြီးတိတ်နေတယ်။မြတ်သည်ကလည်းထမင်းမိုးရှင်းနေတယ်။ပြီးတော့သူ့တရေအိတ်ထဲကအထုထုကိုနှိုက်ယူပြီးဟောဒီမှာငွေ900တောင်းမင်းကိုပေးတာ။မင်းဒီတိုင်းမနေနဲ့မိမယူလိုက်တော့လို့ပြောပြီးဆိုင်ထဲကနေထွက်လာကြတယ်။ဆိုင်ပြင်ပလက်ဖောင်းပေါ်ရောက်တော့ကျွန်တော်ကဟာကောင်ငါ့ကိုပြောခဲ့ပါဦးကွာမင်းဘယ်လိုချမ်းသာလာသလဲဆိုတာလို့မေးလိုက်တယ်။အဲ့ဒီခါမှာဒီကောင်ကဟဟပက်ပက်ရေလိုက်တယ်။ပြီးတော့ကျွန်တော်ခေါင်းကိုတောင်ဝင်နဲ့ခောက်လိုက်တယ် အတူရကယ်လိုကောင်းနားထောင်စောစောကမင်းကိုငါပြောခဲ့တဲ့စကားမှတ်မိဦးမှာပေါ့ကိုယ့်ကိုကားရတယ်လေစင်းရင်နဲ့ချမ်းသာဟာနှစ်ခုမဟုတ်ဘူးအတူတူပဲလေအဲ့ဒီကိုယ့်ကိုကားရစကားဟာငါရဲ့ဓမ္မတွေပဲအဲ့ဒီဓမ္မတွေအရင်ကငါမှမရှိဘူးနောက်တော့ငါနှလုံးသားမှာကိန်းအောင်လာတယ်အဲ့ဒီဓမ္မတွေကိန်းအောင်လာတဲ့အချိန်မှာငါမင်းပြောသလိုပဲဗလာဟင်းလင်းဖြစ်သွားတယ်အပူပင်နဲ့ကြောင်းအကြောင်းကြမဲ့ဖြစ်လာတယ်အဲ့ဒီစိတ်နှလုံးနဲ့ငါအလုလုတယ်အဲ့ဒီစိတ်နှလုံးနဲ့ငါထမင်းစားတယ်အဲ့ဒီစိတ်နှလုံးနဲ့ငါရေတောက်တယ် အဲ့ဒီစိတ်နှလုံးနဲ့ငါခยีသွားတယ်အဲ့ဒီစိတ်နှလုံးနဲ့ငါစီးပွားရှာတယ်ဒါပဲတကယ်ချင်းမြောက်သွေးဒီကျွန်တော်အနီးမှာထွက်ခွာသွားပြီဖြစ်သည်ကျွန်တော်မှမူကားသူပြောခဲ့သောစကားများကိုလုံးစည်ပတ်စည်နားလည်အောင်စဉ်းစားရင်း platform ပေါ်တွင်ငူငူကြီးကြံ့ရိပ်ခဲ့လေသည်တကားဒီနေ့ဖက်ပြတင်ဆက်ပေးသွားတဲ့ဝိတုလီကတော့တလောက်ပါပဲခင်ဗျာအဆုံးထိနားဆင်ပေးကြရတဲ့ပရိသတ်တအူးတယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါရခင်ဗျာ